အားလုံးမင်္ဂလာပါ။ ကျမရဲ့ YouTube channel ကနေပြန်လည်ကြိုဆိုပါရစေ။အဲဒီနေ့ကျမကအားလုံးနဲ့အတူတူအဲဇာကအဲတကားချောင်းပြောခြင်းနဲ့ဆိုတော့ဒီဇာကတော့ဒီကျမရဲ့ video title မှာရေးထားသလိုပဲအားလုံးသိပြီးသားဇာကပေါ့နော်။ Final destination နဲ့ပတ်သက်ပြီးတော့မှပြောခြင်းတာဆိုတော့ပထမဆုံးပြောရရင်တော့ဒီ video ထဲမှာဇာကအကြောင်းတော့တစုံတစပါလိမ့်မယ်။အဲ့ဒီအတွက်ကြောင့်အကယ်၍ဇာကအကြောင်းမသိခြင်းမှုဆိုရင်လည်းပဲကြော်သွားလို့ရတယ်။ဒါမှမဟုတ်လည်းပဲကြည့်ပြီးသားဒီ ဇာကားကိုကြည့်ပြီးသားအဲတို့တို့မဟုတ်ဒီဇာကားအကြောင်းကိုသိလဲပဲမဖြစ်ဘာမှမဖြစ်ဘူးအဆင်ပြေတယ်ဆိုအဆင်ပြေတယ်စိတ်ဝင်စားတယ်ဆိုရင်ဆက်ကြည့်လို့ရပါတယ်ဆိုတော့အမ်ဒီဟာကတော့ဒီအဲ final destinations blood lines ပေါ့နော်အာ6ကားမြောက်ပေါ့သူဒီဒီ film series ရဲ့6ကားမြောက်ဇာတ်ကားဒီ2025မှာထွက်တဲ့ဇာတ်ကားဖြစ်တယ် အဲ့တော့ဒီ final destination ဒီ Saga series တွေကိုအချို့ကတော့ဒီအစဒီ number 1ထဲကနေပြီးတော့မှစကြည့်တာရှိတယ်ပေါ့နော်ဟိုအချို့ဒီ horror ကားတွေ thriller ကားတွေအမျိုးအစားကြိုက်တဲ့သူတွေကတော့ဒီ Saga ကိုမလွတ်တမ်းကြည့်ကြတယ်အချို့ကျတော့လည်းဒီ Saga ကိုဘာကြောင့်မကြည့်လဲဆိုရင်ဒီအတိတ်နမိတ်ပေါ့နော်အဲဒီ တေးတာတွေသွေးထွက်တံရိုးတွေ accident နေသလိုမျိုး အတိတ်နေမိတ်မကောင်းမှုအဲဆိုပြီးမကြည့်ရလဲရှိရဲတချို့ကြတော့လည်းပဲဒီဇက်ကားကြည့်လိုက်ရင်ကိုတနည်းအရသွားလို့များဒီဇက်ကားရဲကလို့များဖြစ်မလားပေါ့နော်အဲ့လိုမျိုးတွေအာစိတ်ထဲမှာတနှုံနှုံဖြစ်မှာကြောက်ပြီးတော့အဲမကြည့်တာတွေလည်းရှိရဲပေါ့အเจ้าမျိုးမျိုးပေါ့နော်ကြိုက်လို့ကြည့်တယ်မကြိုက်လို့မကြည့်ဘူးအเจ้าမျိုးမျိုးကြောင့်လည်းမကြည့်ဘူးပေါ့အဲ့လိုမျိုးတွေရှိရဲဆိုတော့အကယ်၍ဒီဗီဒီယိုကိုကျွန်မအထင်တော့ဒီဇက်ကားကို မကြည့်ကြည့်ရမှာကြောက်တဲ့သူပေါ့ကြောက်တဲ့သူဆို မှဒီကြောက်စရာလန့်စရာအဖြစ်အပျက်ထက်ကိုဒီစကားကိုကြည့်ပြီးတော့မှကိုယ့်ရဲ့နေထိုင်နဲ့နေစဉ်သွာလာလှုပ်ရှားမှုတွေမှာအဲစိတ်ထဲမှာစိုးကြောက်နေရမှာမျိုးများဖြစ်နေမလားလို့တွေးမိနေရဲ့အဲသူမျိုးတွေဆိုရင်တော့ဒီဗီဒီယိုကိုဆက်ကြည့်စေချင်တယ်တကယ်တော့ဒီစကားကပေးချင်တဲ့ message ကအဲအဲ့လိုမျိုးအဲမဟုတ်ဘူးပေါ့နော်ဟိုကြောက်စရာမကောင်းဘူးသူ့မှာပေးချင်တဲ့ message က အဲတကယ်ရှင်းအဲရှင်းရှင်းလင်းလင်းတိတိကျကျရှိတယ်ဆိုတော့ဒီနံပါတ်6ပေါ့ဒီဒီ final destination နံပါတ်6စက္ကားကိုကြည့်ပြီးတဲ့အခါကျတော့ကျွန်မပြောချင်တယ်ဆိုတော့อืมဒီစက္ကားအကြောင်းမပြောခင်အဲ့လိုမျိုးကျွန်မတို့ဒီပေါ့နော်အာဒီ မတော်တဆဖြစ်တာတွေတည်ခြင်းတရားတွေပေါ့ဒီဟာတွေကဘာသာရေးမှာဘယ်ဘာသာမှာပဲဖြစ်စီပေါ့နော်မဗုဒ္ဓဘာသာပဲဖြစ်စီကျမတို့ခရစ်ယာန်ပဲဖြစ်စီကျမတို့အခြားဘာသာတွေတော့အရင်မသိဘူးပေါ့နော်တခြားဘာသာတွေမှာလည်းဒီလိုပဲဖြစ်မှာပါပဲကျွန်တော်ကျမတို့ဗုဒ္ဓဘာသာမှာဆိုတော့ဒါကံပေါ့နော်ကံကံဤအကျိုးပေါ့အတိတ်မှာကျမတို့ကိုပြဋ္ဌာန်းခဲ့တဲ့အတိတ်ကံရှိရဲဆိုတော့အဲ့ဒီအတိတ်ကံက အာပေးသလောက်ပဲပေါ့နော်ပေးသလောက်အဲ့ဒီအတိတ်ကံကကောင်းကောင်းအတိတ်မှာကိုကောင်းတာတွေလုပ်ခဲ့တယ်ဆိုရင်ဒါကောင်းတာတွေဖြစ်မယ်မကောင်းတာတွေလုပ်ခဲ့ရင်မကောင်းတာတွေဆက်ဖြစ်နေမှာပဲပေါ့အချို့ကိစ္စတွေမှာဒီဘဝမှာကိုယ်တိုင်လောက်တာလောက်တဲ့ကံပေါ့ဒါကတော့ဒီဒီဘဝပြစ်ဆုံးပံကံပေါ့နော်ပြစ်ဆုံးပံကံအပြင်ကိုအရင်အတိတ်ဘဝရဲ့ဒီအတိတ်ကံလည်းပဲပါတာရှိတယ် ဆိုတော့အဲ့ဒီအတိတ်ကံကောင်းရင်ကောင်းသလိုကိုကပြစ္ဆုတ်ပံကံကတိတ်မကောင်းလဲပဲသူ့ဟာသူကောင်းသွားတာမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့ဒါကတော့ကျမတို့ဗုဒ္ဓဘာသာမှာဆိုရင်တော့ကံပေါ့နော်အဲခရစ်ယာန်အနေမှာဆိုရင်တော့ อืมတို့ဒါကတော့ဖះဖះပေးတယ်ပေါ့เนาะဖះကအစကလေးကတို့သတ်မှတ်ထားပြီးသားပေါ့ဒီလူတယောက်ကသူ့ရဲ့ဒီဒီဘဝမှာပဲဘာဘာဖြစ်မယ်ဘလူဖြစ်မယ်ဘာဖြစ်မယ်ဆိုတာကိုဒါဖះကသတ်မှတ်ထားပြီးသားကံဖြစ်တယ်ပေါ့အဲ့လိုမျိုးတွေอืมကိုယုံကြည်ကြတယ်ဆိုတော့အဲ့လိုမျိုးဘဝကသတ်မှတ်ထားပြီးသားပြဋ္ဌာန်းထားပြီးသားဆိုရင်အဲ့ဒါကြီးကိုအဲပြောင်းလဲလို့ရသလား ပေါ့နော်အဲ့ဒီဟာကိုဒီ final destination ကနေပြီးတော့မှဒါပြောတာပေါ့နော်အဲ့ဒီ စကားအကြောင်းပြောရမယ်ဆိုရင်ဒီဒီခုနကဒီဟာလေးကို စိတ်ထဲမှာခဏလေးမှတ်ထားပြီးနော် ကိုကကို့မှာအဲကိုရဲ့ဘဝနဲ့ပတ်သက်ပြီးတော့မှဘာဖြစ်မယ်ဘာဖြစ်မယ်ဆိုတာကိုကိုရဲ့ကံကလည်းပဲပြထန်ထားပြီးတာဖခင်ကအဲတနည်းအားဖြင့်ပြောရရင်ဖခင်ကဒါအဲတတ်မှတ်ထားပြီးတာဖန်ဆင်းထားပြီးတာပေါ့နော်အဲ့လိုမျိုးအရာကိုအဲ့ဒီကံတရားကိုကျမတို့ဒီကနေပြီးတော့ပြောင်းလဲလိုက်လို့ပြောင်းလဲဖို့ဖြစ်နိုင်သလားနော် အဲ့ဒါကတပိုင်းဆိုတော့ဒီဇက်ကားအကြောင်းပြောမယ်ဆိုရင်အာဒီဇက်ကားထဲမှာသူက accident တနေ့ရမှာပေါ့နော်တနေ့ရမှာ accident အကြီးကြီးတကယ်ကိုလူအပေါင်းအာအများကြီးပေါ့နော်200 300လားပေါ့ accident အကြီးဖြစ်မှာအဲ့ဒီဖြစ်မဲ့ဟာကိုဆိုတော့အဲ့ဒီနေရာမှာရောက်နေတဲ့ဒါလူတွေအားလုံးကဒီ accident ကြီးကိုကြုံရမှာ အဲဆိုတော့ဒီလူတွေအားလုံးမှာဒီတူညီရဲ့ဒီကံတစ်ခုရှိနေတာပေါ့နော်အဲ့ဒီအခြေအနေမှာအဲ့ဒီအချိန်မှာဒီလူတွေအားလုံးကအဲ့ဒီ accident ကြီးကြောင့်တည်သွားရမယ့်ကံသူတို့မှာပါလာတယ်ဒါပေမဲ့အဲ့ဒီတဲကတယောက်ကနော်အမျိုးသမီးတယောက်ကမိန်းကလေးတယောက်ကအဲ့ဒီဟာကြီးအဖြစ်အပျက်ကြီးဖြစ်မှာကိုသူကကြိုပြီးတဲ့ခါကျတော့နမိတ်တိလိုက်တယ်ပေါ့တိလိုက်တော့အဲ့ဒါမှမဖြစ်အောင်သူကနေပြီးတော့မှာ ဒါတားဆီးလိုက်တယ်တားဆီးနိုင်လိုက်တယ်ပေါ့နော်ဆိုတော့တကယ်တမ်းဆိုရင်အဲ့ဒီမှာရှိနေတဲ့လူတွေအားလုံးပေါ့နော်လူအရေးအတွက်တော့အတိအကျမမှတ်မိဘူးယာကြော်တယ်ပေါ့အဲ့ဒီလူတွေအားလုံးကအဲ့ဒီနေ့အဲ့ဒီအချိန်မှာအဲ့ဒီအဖြစ်အပျက်ကြောင့်တေကိုတေရမဲကံပါပြီးတာဒါပေမဲ့ဒီ main ကလေးရဲ့ဟိုသူ့ရဲ့ဒီကြိုပြီးတော့မှတည်ရဲ့အတိအကျ ဟိုသူတို့တွေကအဲ့ဒီအခြေအနေကြီးကနေပြီးတော့မှလွတ်မြောက်သွားကြတယ်။ဒါပေမဲ့အဲ့လိုမျိုးတေးမယ်လို့သတ်မှတ်ထားတဲ့လူတွေလူတွေကိုတေးမင်းကတော့သူကဒီတိုင်းမထားဘူး။တေးချင်းတရားသူတို့နောက်ကိုအဲလိုက်နေတာပဲပေါ့နော်လိုက်နေတာပဲ။အဲ့လိုဆိုတော့အဲ့လိုအဲ့ဒီအမျိုးသမီးကအဲ့ဒီဟာကိုသူက research လုပ်တယ်ပေါ့နော်ဘယ်လိုပြော document လုပ်ထားတယ်ပေါ့။အဲ့ဒါကိုသူ အဲ့ဒီနေ့မှာရှိနေမယ်ပေါ့နော်အဲ့ဒီအချိန်နေမှာတည်သွားမဲ့လူတွေအားလုံးရဲ့စိတ်ရင်းကိုတူရအောင်အဲရအောင်သူအဲဟို collect လုပ်တယ်ပြီးတော့အဲ့ဒီလူတယောက်ချင်းစီကဘာတွေဖြစ်ပြက်သွားတယ်ဆိုတာကိုသူကတယောက်ချင်းစီရဲ့ဥမာဒီလူတယောက်ဆိုဒီလူတယောက်ကဘယ်ချိန်မှာဘလို့အချိန်နေမျိုးနဲ့တည်သွားတယ်နော်ဘလူးဘလူးပေါ့နော်အဲ့လိုမျိုးတွေသူ collect လုပ်လိုက်တဲ့အခါမှာတရားမဲ့သူကအသေးကိုတရားမှာပဲဒါမဲ့ ဒီအမျိုးသမီးကကြတော့အဲအဲ့ဒီဟာကို तू ကတည့်ရဲ့တည့်ရဲ့ဒီအမျိုးသမီးရဲ့ပြီးတော့အဲ့ဒီထဲမှာပါတဲ့ကလေးတယောက်ပေါ့နော်ကလေးတယောက်ရဲ့ပေါ့အဲနောက်ပိုင်းတော့ကလေးကတော့ကြီးသွားတယ်ပေါ့နော်အဲ့ဒီသူတို့တွေကတည့်ရဲ့အခါကြတော့ဟိုတည့်ချင်းတရားကသူတို့ကိုမခေါ်သွားအောင်လို့အမျိုးမျိုးသူတို့ကိုကိုသူတို့တေချာလေးဒါစီးကြတယ်ပေါ့နော်ဒါစီးကြတယ် ဆိုတော့အဲ့ဒီအမျိုးသမီးကနေပြီးတော့သူကကလေးနှစ်ယောက်မွေးတယ်။အဲ့ဒီကလေးနှစ်ယောက်ကနေနောက်ထပ်အဲကလေးတွေမွေးထားတယ်ပေါ့နော်။ဟိုမှာအကုန်လုံးပေါင်းဆိုရင် နောက်ထပ်ကလေးတွေဆိုရင်အဲ9ယောက်ဟုတ်တယ်9ယောက်ဖြစ်မယ်။9ယောက်ရဲ့ပြီးတော့အဲ့ဒီခုနကသူ့သားသမီးနှစ်ယောက်သူ့မိန်း9ယောက်ပေါ့နော်။သူကအမှစိတ်ဝင်စားဖို့ကောင်းတာကအဲ့ဒီအမျိုးသမီးပြောတာကကြတော့ သူတို့ကဒီအချိန်နေမှာတေမယ်လို့သတ်မှတ်ထားပြီးဒါဖြစ်တဲ့အတွက်ကြောင့်တေကိုတရားမဲ့လူကြီးဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်ဒီတေချင်းတရားပေါ့နော်ပြောမယ်ဆိုရင်တေမင်းကပေါ့တေမင်းကဘလို့ဖြစ်ဖြစ်ဆွဲခေါ်သွားမှာပဲဆွဲခေါ်သွားမှာပဲအဲ့ဒီဟာကိုသူကကြတော့တည်ရဲ့အတွက်ကြောင့်ဟိုတခြားသူတွေဘလို့တည်ရဲ့ပေါ့နော်အဲ့ဒီသူနဲ့တူတူပါတဲ့သူတွေကိုဘလို့တည်ရဲ့ဆိုတာတွေကိုသူကတည်ရဲ့အခါမှာအဲ့ဒါတွေကိုသူက record လုပ်ထားပြီးတော့သူ့ကိုယ်သူ ကာကွယ်တယ်ပေါ့နော်ဒီတေချင်းတရားကနေပြီးတော့မှသူ့ကိုယ်သူကာကွယ်တယ်သူ့ကလေးတွေကိုလည်းသူအဲ့ဒီကိစ္စကိုသူအမြဲတမ်းပြောပြတယ်ပေါ့နော်ပြောပြတော့ဒီကလေးတွေကတော့အဲ့ဒီကိစ္စကိုမယုံကြည်ကြဘူးပေါ့နော်အဲ့ဒီအဖွားကြီးနဲ့ကိုသူတို့အဆက်ဖြတ်ပြီးတော့မှနေကြတာပေါ့တကယ်တမ်းကအဲသူတို့ကတေမယ်လို့သတ်မှတ်ထားပြီးသားလူကြီးဖြစ်တဲ့သူကသူတို့ရဲ့နောက်ဆက်တွဲဖြစ်လာတဲ့သွေးသားတွေဆိုတာကအဲဖြစ်เสียအကြောင်းမရှိဘူးပေါ့နော်အဲ့ဒီတွေမှသူ သူတို့တွေအကုန်လုံးလည်းပဲဒီကဘာမြေကြီးပေါ်ကနေပျောက်ကွယ်သွားမှာပဲဘောဆိုအစာတွေကနေဟိုဟိုအဖြစ်ပြက်ကြီးမာတွေကသူတို့တွေကတေသွားမဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်ဒီနောက်ထပ်လူတွေနောက်ထပ်သူကနေပေါက်ွားလာတဲ့မျိုးဆက်တွေဆိုတာကဒါရှိရှိရှိဖို့ဆရာအကြောင်းကိုမရှိဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီအကုန်လုံးကသူတို့တွေကတေးမာပဲပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီလူတယောက်ကဒါတေးတေးတေးရမယ်လို့သတ်မှတ်ထားပြီးသားဟုတ်ဆိုတော့အဲ့မှာဒါပေမဲ့သူက ဒီသူ့ရတာဇလန်အသွားလာပေါ့နော်သူတို့ကအစင်လိုက်တိုင်းပဲဖြစ်မှာအမဒီအဖွားကြီးတေမာပဲနောက်ကသူ့ရဲ့ဒီဒီကြီးစင်နေလိုက်ပေါ့လာပြီးတဲ့ခါကျတော့သူတို့တွေအသက်အဆုံးရှုံးသွားမှာပေါ့နော်အဲ့ဒီအတွက်ကြောင့်အဖွားကြီးကသူ့ကိုသူအဲမတေးအောင်ပေါ့နော်တေမင်းကသူ့ကိုမခေါ်တော့အောင်အတတ်နိုင်ဆုံးကြိုးစားပြီးတော့သူကာခွေတယ်ဒါပေမဲ့နောက်ဆုံးတော့သူ့အသက်20လောက်မှာတေးရမယ်ကံပါပြီမဲ့အဲ့လိုကြိုးစားတဲ့အခါမှာ ဲသူအသက်80လောက်ထိသူဆွဲဆန့်နိုင်ခဲ့တယ်ပေါ့နော်ဆွဲဆန့်နိုင် ပြီးတော့မှနေနေနိုင်ပြီမဲ့နောက်ဆုံးတော့လည်းဒါတေမင်းရသူ့ကိုခေါ်သွားတာပဲပေါ့နော်ဆိုတော့ဒါဆိုရင် okay သူတေသွားပြီဆိုရင်သူ့ရဲ့နောက်ဆက်တွဲဒီ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 သွေးသားတွေကလည်းအကုန်လုံးလိုက်ပြီးတဲ့အခါကျတော့တေရမှာဆိုတော့သူ့ပြီးတော့သူ့ရဲ့သားအကြီးตาจีပြီးတော့ตาจีရဲ့နောက်ထပ်ဟိုမျိုးဆက်တွေဆိုတာလည်းမဖြစ်လာတင်ဘူးပေါ့เนาะသူတို့ပြောဟိုပါဆိုရင်ตาจีရဲ့မျိုးဆက်တွေပြီးတော့အဲသူရဲ့သမီးငယ် ။ဒါအကြီးအဲ့ရမျိုးဆက်တွေကုန်သေးသွားတဲ့အခါမှာသူ့တမီးအလှည့်ရောက်လာတယ်။တမီးတွေပါတယ်။သူ့တမီးရဲ့ပြီးတော့ဒါတမီးရေဆုံးသွားကြတယ်ပေါ့နော်။အဲ့လိုမျိုးပေါ့။အဲ့ဒီဟိုဒါကတော့ဇကာသဘောတရားပေါ့နော်။ဇကာသဘောတရားအရာကတော့ဟို accident မျိုးစုံနဲ့သူတို့တွေဒါသေသွားကြတယ်ပေါ့နော်။ဆိုတော့ဒီဟာကိုပြန်ကြည့်လိုက်ရင်လူတွေကသူတို့ဟာသူတို့ဒီ ဘယ်ချိန်မှာဘလို့ဖြစ်မယ်ဆိုတာကပြောရမယ်ဆိုရင်ဒါတတ်မှတ်ထားပြီးသားတတ်မှတ်ထားပြီးသားဖြစ်တယ်အမဒါပေမဲ့အချို့ကကြတော့အဲ့လိုမျိုးဒီ final destination ကြည့်ပြီးတော့ဒါမှမဟုတ်လည်းဒီတိုင်းကိုဟိုမတော်တဆမှုတွေပါတယ်ကြားပြီးတော့ပေါ့နော်ဟိုအိမ်ပြေမထွက်ရဲတာတို့ ဘယ်မှာကိုမသွားရဲတာတို့ပေါ့နော်။မကိုအပြင်ထွက်လာရင်တခုခုများမတော်တဆဖြစ်လိမ့်မလားပေါ့နော်။음ဆိုင်ကယ်နဲ့ဖြစ်စီကားနဲ့ဖြစ်စီတခုခုများမတော်တဆဖြစ်လိမ့်မလားလို့တွေးပြီးတော့အဲအင်းလေးကအပြင်အဲကလေးတွေကိုမထွက်ခိုင်းတာတို့မထွက်ရဲတာတို့ပေါ့နော်။အဲ့လိုမျိုးတွေအဖြစ်တယ်ဒါပေမဲ့တကယ်ပြန်စဉ်းစားကြည့်ရင်ကျတော့ခုနကဇကားရဲကလိုပဲအဲဟိုတိမ်မယ်လို့ဒီချိန်မှာဒီဟာနဲ့ အဲတင်ရမယ်လို့သတ်မှတ်ထားတဲ့သူကဘလို့ပဲဖြစ်ဖြစ်တော့သူတနည်းနည်းနဲ့တော့တည်ပါမှာပဲပေါ့နော်ကိုကအိမ်မနေနေပေမဲ့လည်းပဲဥမာကျမတို့ကြားမှုတယ်ဒီအိမ်ထဲမှာနေနေရဲ့ဟိုကအိမ်ဟိုလမ်းပေါ်ကက break ရှော်ပြီးတဲ့ခါကျတော့အာအိမ်ထဲကိုရောက်လာတယ်ဆုံးသွားတယ်ဒါဟိုအန်ရရှိမှာဆိုလို့အိမ်ထဲမှာထားပေမဲ့အမတော်တဆဆိုတာကအိမ်ထဲမှာထိုင်နေရင်းနဲ့လည်းဖြစ်တာပါပဲ ဥမာဟိုကျမတို့အခုအဲလက်တလောဖြစ်နေတဲ့ဒါအိန္ဒိယအာလေးရင်ပေါ့နော်โอเคလေးရင်ပြတ်ကြတယ်လေးရင်ပြတ်ကြတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဟိုလေးရင်နဲ့ခေးသွားတာကိုလို့ပြောမှာပေါ့ဒါဆိုရင်ဟုတ်ပြီဒီအောက်မာနေနေတဲ့သူတွေကရောသူတို့ဟာသူတို့ဒီဒီဒီလေးဟိုပြက်ကြရတဲ့အဆောက်အုံထဲမှာနေနေတဲ့သူတွေကအဆောက်အုံထဲဒီလေးနဲ့ခီးသွားတာမဟုတ်ဘူးသူတို့တွေကဒီအဆောက်အုံထဲမှာနေနေတဲ့သူတွေ ဆိုသူတို့တွေကြတော့ဘာလို့ပါသွားပါသွားရတယ်လေပေါ့နော်အဲ့ဒီမှာလွတ်ချင်တဲ့သူကတော့ဒီကံမပါတဲ့သူကလွတ်ချင်တဲ့သူကတော့ဒါလေရင်နောက်ကျလို့ဆိုပြီးတော့ဟိုလွတ်သွားတာလေပေါ့နော်အနောက်ကျမတို့ဒီအဲ့ဒီဟာကိုဟိုအခု Facebook မှာအမျိုးသမီးတယောက်အဲ့ဒီလေချောင်းလိုက်နေဟိုသူဗာလေကားပိတ်နေလို့ပေါ့နော်သူဟိုမပါသွားဘူး ဒါပေမဲ့အဲ့လိုမပါသွားတာကိုအစားတော့အော်ငါလေးမမီးလိုက်ဘူးကန်ဆိုးလိုက်တာပေါ့နော်အကုန်ကြရည်များမယ်ဘာဖြစ်နေညာဖြစ်မယ်ဆိုကန်ဆိုးလိုက်တာလို့တွက်လိုက်တဲ့အမျိုးသမီးကအဲ့လိုမျိုးကားပိတ်ပြီးနောက်ကျသွားခြင်းကသူ့အတွက်ဒါကန်ကောင်းတာဖြစ်သွားတယ်ပေါ့နော်သူ့အတွက်ကန်ပါမလာတာပေါ့နောက်ကျွန်တော်တို့ဒီအမေရိကန်ဟိုတော်တော်ကြာပါပြီ World Trade Center လာအမဒီလေးအဲလေးငါတိုက်ပြီးတဲ့ခါကျတော့ပြိုကျတာပေါ့နော်အဲ့မှာဆိုလဲပဲအဲ့လိုပဲ ဲ့ဒီမှာအလုံးလုံးနေတဲ့တချို့သူတွေကအဲ့ဒီမှာမှတတိုက်ဆိုင်ဆိုင်ပဲအမ်ဟိုဖဏ္ဍမားစီလာလို့အိမ်ထဲကိုဖဏ္ဍသွားလဲလိုက်တယ်အဲ့ဒီတင်ကားလေးကသူ့ကိုဒီအလုံးကိုနောက်ကျသွားစေတယ်မကားမီပွိုင်းအမီနီလိုနောက်ကျသွားတယ်အဲ့ဒီတင်ကားလေးကပဲသူ့ကိုဒီကန်ဆိုးမှုကြီးတွေကိုမပါသွားစေဘူးပေါ့နော်အဲ့လိုမျိုးတွေကိုပြန်တွေးလိုက်ရင်ဟို ကံဘယ်လိုပြောမလဲဒီဟာကဟိုဖြစ်တာဖြစ်ဖြစ်ချိန်တယ်เนาะဖြစ်တာပဲဗောနော်ဖြစ်ချိန်တယ်เนาะဖြစ်တာပဲဒါမျိုးကိုကျွန်မကြားဟိုဘယ်လိုပြောမလဲအများလဲအတွေ့နေရကကြာတော့ဒီအဓိကမိဘတွေဗောနော်မိဘတွေဟိုကလေးတွေကိုစိတ်မချဘူးနေဟိုသွားရင်မအဲဘယ်ခီးသွားခြင်းလဲဆိုနင်းဘယ်သွားရင်ဘာဖြစ်လိမ့်မယ်အိမ်မှာပဲအေးဆေးဆေးနေတာကသူတို့အတွက်အာစိတ်ချရတယ်ဘလို့ပေါ့နော်အဲ့လိုမျိုးတွေတွေးကြတာပေါ့ တွေးကြောက်ကြတာပေါ့နော်တကယ်တမ်းခုနကပြောသလိုပဲဖြစ်မယ်ဆိုရင်ကိုယ့်အိမ်ထဲမှာထိုင်နေလဲပဲဥမာကျွန်တော်တို့အခုငလျင်ဖြစ်လိုက်တယ်အိုးငလေးအရင်ချင်းထန်တဲ့နေရာတွေမှာနေပေမဲ့အဲ့အချိန်မှာတခြားအရင်ကုံတို့ဘာလို့ခီးသွားနေရတဲ့သူတွေကလွတ်သွားတယ်။အိမ်ထဲမှာပဲနေနေတယ်အိမ်ထဲမှာပဲလုံခြုံနေဆိုပြီးတော့နေနေပေမဲ့ဒါအိမ်ထဲမှာပဲဟိုအသက်ဆုံးရှုံးနေတဲ့သူတွေလည်းပဲကျမတို့ကြုံလိုက်ရတယ်။ဆိုတော့လောကကြီးက ဟိုဘယ်အရာမှဒါကိုကြိုပြီးတော့တချို့ကိစ္စတွေကအာတတမထိုင်းတွက်လို့မရအောင်အိမ်ထဲမှာနေနေလို့ဆိုင်ထဲမှာနေနေလို့အနေရကင်းမယ်အပြင်ထွက်လို့အနေရများမယ်အဲ့လိုမျိုးတွေသွားပြီးတော့တချစ်ချာကြီးသွားပြီးတော့မှတွက်လို့မရအောင်တွက်လို့မရတဲ့အတွက်ကြောင့် life should goes on ပေါ့နော်ဘဝကဆက်ပြီးတော့ပဲကျမတို့သွားနေတဲ့နေဒါပေမဲ့ခုနကဒီ final destination တွေကအမျိုးသမီးကြီးလို့ပေါ့ အရာရာတို့ကသတိနဲ့တော့နေရတာပေါ့နော်သတိနဲ့နေရမယ်အနေရမဖြစ်အောင်တော့ဒါကိုယ့်ရဲ့ဉာဏ်နဲ့ကိုကစင်ချင်သုံးသက်ပိုင်းခြားနိုင်ရမယ်ဘယ်ဘာဖြစ်မှကြောက်လို့ညာဖြစ်မှကြောက်လို့ဆိုပြီးတော့တွေးပြီးတော့ကြောက်ပြီးတော့ကိုယ့်ရဲ့ဘဝကြီးကိုဒီဘယ်ဘာမှမလုပ်ရဲမကန်ရဲပဲနဲ့တနေရာရဲမှာငြိမ်နေဖို့တော့ဒါမဖြစ်နိုင်ဘူးသွားစရာရှိရသွားရမယ်လှုပ်စရာရှိရလောရမယ်အဲကြဲမှာကိုယ့်ဟာကိုအတတ်နိုင်ဆုံးအနေရကင်းအောင်နေရမယ်အကယ်၍ ကံကမလာပါလာမယ်ဆိုရင်ကိုဘယ်လိုမှရှောင်ထွေးလို့မရဘူးကံမပါဘူးဆိုရင်အဲ့လိုအကျက်တည်းကလာရေရောက်နေရင်တောင်မှပဲကိုကတနည်းနည်းနဲ့ဒါလွတ်မြောက်သွားတာပဲပေါ့နော်အဲ့ဒါကိုကျွမ်းကပြောချင်တာအချို့တွေအရင်နေ့ အဲ့လိုအန်နီယယ်ကိုကြိုပြီးတော့ပေါ့နော်ဟိုမဖြစ်လာသေးတဲ့အန်နီယယ်ကိုကြိုကြောက်ပြီးတော့ risk မယူရဲကြတာပေါ့မယူရဲပဲနဲ့ဟိုဘာမှမလုပ်ရဲပဲနဲ့ဒီတိုင်းနေနေရတော့အိမ်ထဲမှာပဲကလေးတွေထားတာတော့ပေါ့နော်အဲ့လိုမျိုးတွေလုံလိုက်တော့ဟိုမျက်စိပွင့်နာပွင့်နေမဖြစ်တော့ဘူးပေါ့အဲ့လိုဆိုတော့ဒီအကြံပေးချင်တာကပြောချင်တာကကြတော့ဒီ final destination ကိုအဲကြည့်ကြည့်ပေါ့နော်ကြည့်ကြည့်လိုက်ရင်ကို message တစ်ခုရလိမ့်မယ်ဆိုတော့တည်ခြင်းတရားဆိုတာက ဘလို့မှတတ်မှတ်ထားပြီးရှောင်လွှဲလို့မရဘူးဖဲနေရမှာပဲနေနေအိမ်ထဲမှာပဲနေနေရှောင်လွှဲလို့မရဘူးအဲ့ဒီအတွက်ကြောင့်ကိုယ့်ရဲ့ဘဝကိုတော့ကိုယ်ကဘလို့ပဲဖြစ်ဖြစ်ရှေ့ဆက်နေရမှာပဲ challenge တွေကိုကျမတို့ယူနေရမှာပဲเนาะကျမတို့လေ့လာကြရှေ့ရလေ့လာရမယ်သွားကြရှေ့ရသွားရမယ်ဘဝကိုရှေ့ဆက်စရာရှိတာရှေ့ဆက်ရမယ် ဒါပါပဲပုံတော့ပြောချင်တာကကြတော့ဘယ်အရာမှဒါတွေးကြောက်နေလို့မကြောက်ဖြစ်ချိန်နဲ့ဖြစ်မယ်ပြစ်ချိန်နဲ့ပြင်မယ်အဲ့ထဲမှာကိုယ့်ရဲ့ကံပါကံကကြတော့ဘလို့လဲဆိုတော့ကိုယ်လည်းပဲအဲမပြောနိုင်ဘူးခုနပြောသလိုကံကတတ်မှတ်ထားပြီးသားဘုရားသခင်ကသူ့အာသူဖန်ဆင်းထားပြီးသားဖြစ်တဲ့အတွက်ကြောင့်အရင်ကြီးသူများတွေဖြစ်တိုင်းเนาะအပြစ်မှဖြစ်ပြနေတိုင်းတွေးကြောက် မနေပါနဲ့လုံးဆရာရှိရာလုံးသွားဆရာရှိရာသွား ANA ကိုတော့အတန်တိုင်းဆုံးကိုယ့်ရဲ့ဉာဏ်နဲ့ဒါကြည့်ဆောင်မှုလိုရဆွဲဟာလေးကိုကျွန်မက message ပေးချင်တာဖြစ်တယ် define destination ကပေးချင်တဲ့ message ကတကယ်ကိုလုံးဝ clear ဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဟိုတွေးထွက်တဲ့ယူတွေမကြောက်ဘူးဆိုရင်ဒီဇက်ကားကိုကြည့်ကြည့်လိုက်ပါတခုခုလင်းပွင့်လာလိမ့်မယ်เนาะအခုကျွန်မပြောတာကတော့ အဲပြည့်စုံချင်မှလည်းပြည့်စုံမယ်ဒါပေမဲ့အဲပြောချင်တဲ့ key point လေးတော့ဒီထဲမှာပါတယ်ပေါ့နော်ဒီကားကကြာ risk ယူရမှာမကြောက်နဲ့အနေနဲ့ဖြစ်မှာမကြောက်နဲ့လှုပ်ရှားရှိရတာလှုပ်ဆိုတာပါပဲဆိုတော့ဒီနေ့ရဲ့ vlog ကတော့ဒီလောက်ပါပဲကျမတို့နောက်ထပ် vlog တွေမှာပြန်ဆောင်ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်